ကေဒီတခါတော့1389ခုနှစ်အတွင်းမှာဗုဒ္ဓဘူးရဟူတာသမီးတွေဘလို့ရှိမလဲဆရာတို့ဆက်ပြောပေးပါမယ်။စားလိုက်အောင်။ဆိုတော့1989ခုနှစ်အတွင်းမှာဂျေဘူးရအားဖြင့်ဗုဒ္ဓဘူးရဟူတာသမီးမိတ်ဆွေအရှုဟာကံရဆိုရင်တော့အနှဲငယ်လေးရုံးကံရတတ်တယ်။သို့တော့ဗုဒ္ဓဘူးရဟူတာသမီးတိုင်းမဟုတ်ဘူး။ဗုဒ္ဓဘုရားတာသမီတွေက1986ကိုတခြားပြန်ကြည့်အောင်1986မှာကံအားဖြင့်မညံ့ခဲ့ဘူးဆိုရင်တော့ 1368မှာအရန်ကြီးတော့ညနေထဲမှာစူးစူးဝါဝါမပါပဲမဲ့လို့1368ခုနှစ်မှာစတင်လုပ်မယ်ဆိုရင်တော့ဘာကိုဖြစ်ဖြစ်နံပါတ်1ကဇွဲရှိဖို့လိုအပ်တယ်ဇွဲနှစ်ပန်းရှိဖို့လိုအပ်တယ်ဘာကိုဖြစ်ဖြစ်အစမှာအနေငယ်လေးရုံးကန်ရတတ်ပဲမဲ့အဆုံးတတ်မှာတော့ဂျင်းသေးပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိမှာဖြစ်တဲ့အတွက်ဘာကိုလုပ်လို့ဒီဇိုင်းမမှန်တဲ့ confidence ရှိအောင်လုပ်ဖို့လိုအပ်တယ်1368ခုနှစ်မှာသူများရဲ့အားကိုးကိုရယူလို့လူစိတ်နဲ့လုပ်လို့မရဘူးသူများရဲ့ နှာခေါင်းပေါက်နဲ့အသက်ရှူလို့မရဘူးဘာလို့ဖြစ်ဖြစ်အအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါမှာလည်းတေးတေးချာချာစဉ်းစားပြီးတော့တွေးခေါ်ရှာရမယ်လုံမဲလို့ဆုံးဖြတ်ပြီးတဲ့အရာကိုသူများနဲ့မတူဘူးဆုံးဖြတ်ချက်နှစ်ခွဆုံးဖြတ်ချက်နှစ်ခုဖြစ်တတ်တယ်အဲဘာလို့လွတ်လွတ်1989ခုနှစ်အတွင်းမှာ ဆုံးဖြတ်ချက်နှစ်ခွဆုံးဖြတ်ချက်နှစ်ခုဖြစ်နေတတ်တဲ့အတွက်မိတ်ဆွေထောင်ဗိုလ်တပည့်ရောက်တာသမီးတွေကဘာကိုပြည့်ပြည့်ဒီတစ်နှစ်ထဲမှာဆိုရင်တော့မိတ်ဆွေတို့အနေနဲ့အရေးကြီးတဲ့ကိစ္စအရေးကြီးတဲ့လုပ်ငန်းမှန်သမျှကိုတည်တည်ချာချာစဉ်းစားဆုံးဖြတ်ပါဒါကိုလုပ်ရင်ကောင်းမလားဟိုဟာကိုလုပ်ရင်ကောင်းမလားဆိုတာမျိုးဒါကိုဆုံးဖြတ်ရင်ကောင်းဟိုဟာကိုဆုံးဖြတ်ရင်ကောင်းဆိုတဲ့မိတ်ဆွေများဖို့ကတော့ဒီနှစ်ကနည်းနည်းလေးပြက်ပြက်သားသားနဲ့ဆုံးဖြတ်ရမယ်နှစ်လို့တော့အကြံအဖင်တတ်မှတ်ရလိမ့်မယ်ဂျမိုင်းနဲ့ပတ်သက်လာရင်ဗိုလ်တပည့်ရောက်တာသမီးကအထူးသဖြင့်ဒီနှစ်ထဲမှာဆိုလို့ရှိရင် မိတ်ဆွေဗုဒ္ဓဘုရားဥဒ္ဒမီတွေနေနဲ့နှလုံးနဲ့ပတ်သက်တာမျိုးတွေအသက်ရှူကြတာမျိုးတွေမောတာမျိုးတွေဖြစ်ရတတ်တယ်လူပြူစားခြင်းခံရတာမျိုးတွေဖြစ်ရတတ်တယ်တော့ဂယုဆိုင်ဆင်ကြရမယ်လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင်ဟိုနေရာမှာလဲကိုမပါရင်မပြီးဒီနေရာမှာလဲကိုမပါရင်မပြီးဆိုသလိုဘယ်နေရာကိုမဆိုကိုကဥစည်းဥဆောင်ပြီးတော့ရဲရဲဝံ့ဝံ့လောက်ရတတ်တယ်လို့ဒီနေ့ထဲမှာအထူးသတိထားရမှာတော့အဖွဲ့အစည်းအပေါင်းအသင်းနဲ့ပတ်သက်တဲ့အရာလေးတွေ မိမိအနေနဲ့အများနဲ့ပတ်သက်ပြီးကိုကဆန့်ကျင်မှဖြစ်နေတာမျိုးလေးတွေဖြစ်ရတဲ့အတွက်သတိထားဆင်ကျင်ပေးဖို့လိုအပ်တယ်အထူးသဖြင့်သတိထားအမှာကတော့တပုတ်လေလွင်ကောလာဟာလာတွေအပြစ်များများပြောခံရတာမျိုးတွေကြုံရတတ်တယ်မိမိရဲ့ဖူးစာပန်ချစ်သူကြီးစားဟာဂျာစာပရိသသမီးဆိုရင်တော့သတိထားဆင်ကျင်ရန်လိုအပ်တယ်ဂျာစာပရိသသမီးနဲ့ပတ်သက်လာတဲ့အခါစိတ်တော့ကပြရတာမျိုးမိမိအိမ်အောင်ပတ်ဟာဂျာစာပရိသသမီးအေးဆိုလို့ရှိရင်တော့မိတ်ဆွေဘုံတစ်ခုရောက်သားသမီးတွေနဲ့ဒီနှစ်ထဲမှာနည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မောလူမောအနေငယ်ဖြစ်ရတတ်တယ်အဲဆွမ်းနာလို့ပေါ့၎င်းရဲ့အကူအညီ ကိုမရရှိတာမျိုးတွေသူတို့မသိအောင်လုပ်တဲ့ကိစ္စလေးတွေမှာပြဿနာကတော့ကစားလေးပေါ်တတ်တဲ့အတွက်ကြောင့်မလို့တော့ဗုဒ္ဓဘူးရအောင်သာသမီတွေက1389မှာဘာကိုဖြစ်ဖြစ်ဦးစီးဦးဆောင်လုပ်ပါရေရဝန်ဆုံးဖြတ်ပါအဲသာသမီတွေရအကူအညီကိုရရှိတတ်တယ်ညီကိုမောင်မားတွေရအကူအညီကိုရရှိတတ်တယ်သို့တော့အဆိုးပြင်ဖြစ်ပါစေအကောင်းပြင်ဖြစ်စေပါစေလူပြစ်ပြောခံရတာမျိုးတွေမိမိကိုတော့ ဟိုအပြစ်တင်ဝေဖန်တာမျိုးလေးတွေကြုံရတဲ့အတွက်တော့သတိထားစင်ကြီးမှုလိုအပ်ပါတယ်။ဒါအပြင်ဗုဒ္ဓဘုရားဟူသာသမီးမိတ်ဆွေများဟာဒီနှစ်တာတော့ပြမှာဆိုလို့ရှိရင်အကျိုးပေးတဲ့အရာလေးတွေကိုဆက်ပြောပြမယ်။ အကျိုးပေးတဲ့အရာလေးတွေကမိတ်ဆွေတို့အနေနဲ့တည်တည်ရှာရှာနဲ့ပလန်ကြကြအကွက်ကြကြစီစဉ်လုပ်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်စတင်အရှိရှာအဆုံးဖြတ်ရန်အကျိုးပေးတယ်မိတ်ဟောင်းဆွေဟောင်းမိတ်ဆွေရင်းရှာတွေနဲ့ပတ်သက်လာရင်စကားများရန်ဖြစ်ရတာမျိုးလေးတွေခြုံငါတက်တယ်မြေကိစ္စလေးတွေကောင်းတယ် OH မြေကိစ္စလေးတွေကောင်းတယ်နိုင်ငံခြားခီးသွားနဲ့ပတ်သက်တာတွေ passport visa လုပ်ငန်းနဲ့ပတ်သက်တာတွေအကျိုးပေးတယ်သို့သော မကောင်းတဲ့တည်နေခေါ်လာဟာလာတွေကိုအလားတူပဲဆက်ညင်ပိုက်အရာမှာပေါ်လာတတ်တဲ့အတွက်ကြောင့်မလို့ဒီလိုအပြစ်ပြောခံရတာမျိုးဝေဖန်ခံရတာမျိုးတွေကိုလည်းကြံ့ကြံ့ခံ ိုင်ဖို့လိုအပ်တယ်ဖြစ်နိုင်ရင်ပြဿနာကိစ္စလေးကိုရှင်းလေးရှုပ်လေးဖြစ်ရတတ်တဲ့အတွက်ရှင်းနေတာမျိုးကို ချုပ်သွားစီတက်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်တုံခတ်အမှာတော့မှဘယ်ရောက်မှဂရုမစိုက်ပဲနဲ့ရဲရဲဝံ့ဝံ့နဲ့လှုပ်ဆောင်မှာအမဟကိုဖြစ်ဖြစ်အမန်ကိုဖြစ်ဖြစ်ကိုကိုတိုင်းတုံးသက်စဉ်းစားပြီးတော့လှုပ်ပါလို့ပဲဆရာကအကြံပေးလို့တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီနှစ်တာတော့အတွင်းမှာဆိုရင်ငွေကြီးနဲ့ပတ်သက်လာရင်ငွေကြီးနဲ့ပတ်သက်ရင်ဝင်တော့ဝင်တယ်မိသားစုကိစ္စလေးတွေကြောက်ဘာသာရေးကိစ္စလေးတွေကြောက်အများနဲ့ပတ်သက်တာတွေအပေါင်းအသင်းကိစ္စလေးတွေအပျော်အပါကိစ္စလေးတွေလူမွေးဆိုင်ရာကိစ္စလေးတွေမှာငွေကုန်ကြီးကြအများရတာမျိုးအဖက်မတင်တာမျိုးလေးတွေမိသားစုကိစ္စအိမ်ရေးကိစ္စလေးတွေမှာ အမွေကိစ္စလေးတွေအမှုကိစ္စလေးတွေကြောင့်ပြဿနာဖြစ်ရတာမျိုးလေးတွေကြုံသွားတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့ဒီ1989ခုနှစ်အတွင်းမှာဆိုမိတ်ဆွေဗုဒ္ဓဘုရားတော်သားသမီးများအနေနဲ့မိသားစုကိစ္စအိမ်နွေးကိစ္စတွေမှာအမွေကိစ္စအမှုကိစ္စတွေမှာဖြစ်နိုင်ရင်အဲ့ဒီလိုဖြစ်နေတဲ့ကိစ္စတွေကိုကိုကလိုက်လံမကူညီတာကောင်းတယ်ဖြစ်နိုင်ရင်ကိုပေးနိုင်တဲ့အရာဆိုပေးလိုက်မပေးနိုင်ဘူးဆိုလို့ရှိရင်ဝင်ကိုပြောအနေနဲ့ပြဿနာကတော့စားလေးပြောကြုံရတာမျိုးကိုကိုသူတို့ကသူတို့နေတာအကောင်ပြဿနာတက်နေတာကိုကဝင်လိုက်ခါမှအဲကိုကြောင်ဆိုတဲ့ မောင်မုံစောင်းတက်တယ်လို့လက်ညှိုးထိုးခံရတတ်တဲ့နှစ်ဖြစ်တာအကြောင်းမလို့မိတ်ဆွေဘုရားဦးရောက်တော်သမီးဟာ1986ခုနှစ်မှာအိမ်တွင်းရေးမိသားစုရေးတွေနဲ့ပတ်သက်လာရင်ညံ့နေဆိုတဲ့နှစ်ကိုတော့ဆရာတို့သုံးသပ်ဆုံးဖြတ်လို့ရတော့ကာလာဖြစ်ပါတယ်ဒါအပြင်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာ လုပ်ငန်းကိစ္စယင်းဒီကိစ္စလေးတွေမှာအကျိုးပေးတယ်အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာမျိုးတွေတဦးတည်းတယောက်တည်းလှုပ်ဆောင်တာမျိုးလေးတွေကပို့ပြီးအားသာစေတယ်ပြီးတဲ့အခါလူယုံမလွယ်နဲ့လူယုံတတ်တတ်တယ်အကျိုးပေးတဲ့လုပ်ငန်းလေးတွေကိုဗုဒ္ဓဘုရားသာသမီတွေပေါ်ပြပေးပြရစီ အထယ်အလိတ်လုပ်ငန်းတွေအကျိုးပေးပါတယ်နိုင်ငံခြားခီးသွားတဲ့ပတ်သက်တာတွေအကျိုးပေးတယ်ကိုယ်တိုင်လုပ်တဲ့အလုပ်တွေဘာလို့ဖြစ်ဖြစ်ဦးစီးဦးဆောင်လုပ်တဲ့အလုပ်တွေအမိခံလုပ်ရတဲ့အလုပ်တွေအကျိုးပေးတယ်အသင်းအဖွဲ့အဖွဲ့စည်းနဲ့ပတ်သက်လာဒါတဲ့ခါကိုယ့်ရဲ့အမိခံလုပ်ရတဲ့ကိစ္စလေးတွေမှာအားသာကောင်းမွန်တယ်လက်လွန်ထားတဲ့ငွေကြီးတွေကိုရရတင်းတင်းပြောဆိုပါတောင်းမှရပါလိမ့်မယ်ထို့သောမိတ်ဆွေတို့နဲ့ငွေကြီးနဲ့ပတ်သက်တဲ့အရာလေးတွေမှာလက်ထဲငွေထားတာထက်ရင်းနှီးတာပိုကောင်းတယ်ငွေကြီးနဲ့ပတ်သက်ရင်အဲ ဟိုနားကလည်းထွက်ဒီနားကလည်းထွက်ရစရာလည်းရှိတယ်လို့ပေးစရာလည်းရှိတယ်အထူးသဖြင့်ငွေကြီးဆိုင်ရာကိစ္စလေးဒီမှာဆိုရင်သူများကိုရှိတာငားတာလေးတွေစေတနာတွေဝေဒနာမပုံနဲ့အဲလူမှုရေးကိစ္စလေးတွေမှာငွေကုန်ကြေးကြများရတတ်တယ်လို့အရှိရင်နဲ့ပတ်သက်လာတဲ့အခါမှာတော့ အထောက်အကူတွေရရှိတတ်တယ်အတွေးခေါ်အကြံစီတွေရရှိတတ်တယ်တို့ရပြန်ဗုဒ္ဓဘုရားဥဒသမီးဟာဒီနှစ်ထဲမှာမိမိရဲ့ပူဇာပတ်ဟာကြာစာပရိဆိုရင်တော့ပြဒနာကရောင်းစာလေးတွေပေါ်လာတာမျိုးတွေအရှုပ်ရှင်းလေးတွေပေါ်လာတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်လို့သတိထားပါရည်စားမရှိသူတွေပြိုးရွယ်သူများအနေနဲ့ကတော့ဒီနှစ်ဟာစမ်းပွင့်တတ်သောကာလမြစ်တာကြီးဒီမှာဆိုလို့ရှိရင်ပူဇာပတ်အမှန်ပူဇာစစ်အမှန်ကန်လေးပေါ်တတ်တဲ့နှစ်ဖြစ်တယ်ထို့အပြင်ဘာဖို့လှုပ်လို့ဒေချာပါတဲ့ အဆုံးသတ်မှာတော့အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိနိုင်သောနှစ်ဖြစ်တယ်။အကျိုးပေးသောနံပါတ်အနေနဲ့ဆိုရင်တော့ဗုဒ္ဓဘုရားတသမီးရဒီနှစ်တာတော့အတွက်မှာအဲ၄ကနန်း၅ကနန်း၃ကနန်းနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအကျိုးပေးသောအရာအနေနဲ့ဆိုလို့ရှိရင်တော့အဝါရောင်ညညိုရောင်အစိမ်းရောင်ပါသောအရာတွေကိုဝတ်ဆင်ပြီးတော့အရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်ရင်အာသာခြင်းနဲ့ကောင်းမွန်ခြင်းတွေတိုးတက်နိုင်ပါတယ်။အကျိုးပေးစေသောအရာဟာတော့ မိတ်ဆွေဘုတို့ရောက်သားသမီးများအနေနဲ့အရှိဆဆူရက်ဖြစ်ပါတယ်စန်တီယာရက်ကတော့မြောက်ရက်ဖြစ်ပါတယ်ဘာကိုလို့လို့အဲလုပ်ငန်းဆောင်တာကိစ္စတွေအလုပ်ဆောင်တာကိစ္စတွေမျိုးအရေးကြီးတဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာအဒိတ်ချန်လေးတစ်ခုကိုယူပြီးလောက်တာမျိုးငါတော့ဒါလေးကိုရရင်ခွေးစာကျွေးမယ်ဆိုတာမျိုးခိုးစာကျွေးမယ်ဆိုတာမျိုးအော်ခလေးငယ်လေးတွေကိုလမ်းမီးရကလေးငယ်လေးတွေကိုအော်မရှိစင်ရသားလေးတွေကိုဒီလိုမျိုးလေးတွေကိုအထောက်အကူဖြစ်စေတဲ့အရာလေးတွေနဲ့ရည်စူးတရစီပြီးလောက်ပါဒါအပြင်ဒီနှစ်တာအတော်တွေမှာ ဘာကိုဖြစ်ဖြစ်ဆုံးဖြတ်ချက်နှစ်ခွာလေးတွေဖြစ်ရတဲ့အတွက်တော့သတိထားစင်နေမှာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုနှစ်ခုတည်းပို့ပြီးတော့ဆုံးဖြတ်ရတတ်တော့နှစ်ဖြစ်တယ်လို့မိတ်ဆွေတို့အနေနဲ့ဘာလို့လို့လာတိုင်းမှာဆိုရင်တလတရနေ့၂ရက်၃ရက်၄ရက်နေ့အတွင်းကိုအတက်နိုင်သောသတိထားပါဆွေမဝယ်ပါနဲ့ဆွေနဲ့ပတ်သက်လာရင်ဒီနှစ်တာတော်တွေမှာကို့အမိနဲ့ဝယ်တာမျိုးလေးတွေမှာနည်းနည်းအားအနေစီတယ်လူယုံမလွယ်ပါနဲ့လူယုံနဲ့ပတ်သက်လာတဲ့အခါမှာလူယုံလေးတွေလိန်ခံရတာမျိုး ကြုံရတဲ့အတွက်တော့သတိထားစင်နေပေးပါအလုတ်ရှာနေသူတွေအလုတ်တွေရရှိစေနိုင်တဲ့ရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာတွေရှေ့တူဆောင်ရလှုပ်ဆောင်မှာအားသာခြင်းတုတ်တက်ခြင်းနဲ့ကောင်းမွန်ခြင်းတွေကိုအေဂန်ဒိဋ္ဌကျင်းတွေရရှိစေသောနှစ်ဖြစ်တာတော့အတိအကျပဲဖြစ်တယ်ဘုဒ္ဓဘုရားဥဒ္ဒသမိတ္တဒီတစ်နှစ်တာတော့ဒီမှာကံသတိထားစရာအချက်လေးတစ်ချက်တော့ရှိတယ် ကံကောင်းလာရင်မိတ်ဆွေတို့ကဆက်တိုက်ဆက်တိုက်ဆက်တိုက်စောကြီးထိပေါင်းနေမှရောက်ဆိုသလိုပဲကံကောင်းလာရင်တော့ဘာကိုဖြစ်ဖြစ်လောကအစဉ်ပြေးနေမယ်ကံကလေးများညံ့လာပြီဆိုဘာကိုလှုပ်လှုပ်ထင်ငေါ်နေတာမျိုးတစ်ခုမဟုတ်တစ်ခုမဟုတ်တစ်ခုမဟုတ်စိတ်ကကြန့်ကြာနေတာမျိုးထင်ငေါ်နေရင်တော့မိတ်ဆွေပုံတစ်ခုရသလိုမျိုးငင်းငင်းကလေးหนีလိုက်ပါကံရဲ့အတက်ကိုစောင့်လို့ဖို့လိုအပ်ပါတယ်သာသမီရရှိတတ်ပါတယ်သာသမီတွေရဲ့အကူအညီထောက်ဖို့ကိုရရှိတတ်တယ်လို့မိတ်ဆွေသာသမီကိစ္စလေးတွေကြောင့်မျက်နှာပွင့်လန်းရတာမျိုးလေးတွေစိတ်ချမ်းသာစရာသတင်းလေးတွေကြားရတတ်တယ်လို့ မိတ်ဆွေဟာဒီနှစ်ထဲမှာသတိထားစီနေရမှာတော့ကိုယ့်ကိုမြောက်ပြောတဲ့သူတွေကိုသတိထားပါမြောက်ပြောတဲ့သူတွေဟာမိမိကိုကန့်ညံ့စေတယ်ဆရာမိတ်ဆွေတို့ကိုကြုံလုံးလေးအဲတင်ပြစရာလေးတစ်ခုရှိပါတယ်လူသုံးမျိုးကိုရှောင်ပါလူသုံးမျိုးရဲ့ဇာတ်ကိုသိပါနံပါတ်1မိမိကိုဘယ်တော့ဖြစ်ဖြစ်ကိုယ့်ရဲ့အကြိုက်ကိုလိုက်ပြောနေတဲ့သူတွေဟာသတိထားပါကိုကပါဆိုတဖြူရင်ဖြူတယ်ကိုကหนีရင်หนีတဲ့မိတ်ဆွေကိုကပြရင်ပြတယ်ကိုကစိတ်ရင်စိတ်တယ်ဆိုတော့လိုက်စိတ်နေသူတွေဟာ ူတို့ဟာตาပေါင်းနေဖြစ်ပါတယ်ဒုတိယတစ်ချက်ကိုပါပြောပြောစကားပြောတဲ့အခါသူကလက်ခံနားထောင်ပြီးသူ့အကြောင်းကိုမပြောဘူးကိုအကြောင်းကြီးပြောနေရတယ်ဟောကိုကိုပါပြောပြောသူကနားထောင်ပြီးတဲ့သူတွေသူတို့ကိုပို့ပြီးဆိုင်ပါသူတို့ဟာအကြံစီသမားတွေဖြစ်ပါတယ်အကိုကတော့နေရာကမှာလူလူကြားထဲမှာဘဒုပိပိအားတိတ်ကနေသူ့အကြောင်းလည်းမထားဘွယ်အကြောင်းမှမထားပဲလူတွေကိုခင်တတ်တဲ့စကားအများကြီးပြောတတ်တဲ့သူတွေကတော့သူတို့ဟာ ထင်ပေါ်တတ်တဲ့သူတွေဖြစ်ပြီးတော့စိတ်ရင်းကောင်းပါတယ်မဟုတ်မခံတဲ့သူတွေဖြစ်ပါတယ်အဲ့တော့ဆရာပြောရှင်တဲ့အတိတ်ပဲအချက်တရားမိတ်ဆွေတို့ရဲ့ဘဝမှာအရေးကြီးတဲ့အချက်လေး၃ချက်ကိုလူပေါင်းပုံပေါင်းတွေ၃မျိုးဆရာပြောလိုက်တာပါစကားပြောနေပြီးလက်ခံနားထောင်နေသူဟာအကျံစီသမားဖြစ်ပါတယ်ထို့ပြင်မိတ်ဆွေတို့အနေနဲ့ကိုယ့်ကိုဘာဖြစ်ဖြစ်ကိုကောင်းရင်လိုက်ကောင်းကိုဆိုးရင်လိုက်ဆိုးကိုယ့်ရဲ့အကြိုက်ကိုလိုက်ဆောင်နေသူဟာသူတို့ဟာကိုယ့်ရဲ့နာကနေလိုလာရဖို့အတွက်ပဲကြည့်တဲ့သူတွေဖြစ်ပါတယ်။ตาကူးတွေလို့ခေါ်တာပေါ့။ ဘာဖြစ်ဖြစ်ရင်နဲ့မထားပဲနဲ့ပြောပြတတ်တဲ့သူတွေဟာစိတ်ရင်းကောင်းပါတယ်သို့တော့အတွင်းကိစ္စအိမ်လုံးရေးကိစ္စတွေတိုင်မြင်ရတော့မတင်ဘူးလို့ဆရာကထပ်လောင်းပြောပြရစီခင်ဗျာကောင်းပြီဆိုတော့ဒါအပြင်ပုံတစ်ခုရအောင်သာသမီးတွေဟာကန်ဆာတာကောင်းစီရင်အရေးကြီးတဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်တဲ့အခါဆက်ဆက်ရအောင်မြင်တိုးတက်စီရင်အတွက်ဆိုရင်တော့ လူရမှုပြုမှုဆောင်ရွက်တဲ့အခါကြလို့ရှင်မိဆွေတို့ရဲ့အိတ်ကတ်ထဲမှာနော်မိဆွေတို့ရဲ့အိတ်ကတ်ထဲမှာနှစ်ရာတန်လေးတရွက်ကိုလေးခေါက်ရှို့ရှို့ပြီးတဲ့အခါမှာပလတ်စတစ်လေးလောင်းလာတာမျိုးဖြစ်စေအိတ်ကလေးကိုကလေးလေးနဲ့ကုတ်မီးလေးနဲ့ပိတ်ပြီးတော့ဆောင်ပြီးတော့လူရကိုပုတ်ပြီးတော့အိတ်ကတ်လေးကိုပုတ်ပြီးတော့လူရကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုများစွာရရှိတတ်သောနှစ်ဖြစ်ပါလေဒါအပြင်မိဆွေတို့အနေနဲ့သတိထားစင်ကြင်ရမယ့် နေသားတွေအနေနဲ့ဆိုလို့ရှိရင်တော့ဘာကိုလုပ်လို့နေနံတူတွေဖြစ်တဲ့ဗုဒ္ဓဘူသာသမီးသို့မဟုတ်ယာဟူသာသမီးတွေကိုတတိတာဆင်ញင်ပေးဖို့လိုအပ်ပါတယ်။ဒါအပြင်ရွှေတွေနဲ့ပတ်သက်လာတဲ့အခါအလှပရေးရည်နဲ့ပတ်သက်လာတဲ့အခါမှာဝစ်စားဆင်ញင်မှုတွေနဲ့ပတ်သက်လာတဲ့အခါမှာပြင်ရင်မလှတတ်တော့နှစ်ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဆရာလိုလှကျင်ရင်မိတ်ဆွေတို့ကမပြင်းပြင်တာကောင်းပါလေဘောနော်။လှကျင်လို့တရားတိုက်ရေစည်းကမ်းမျိုးလိုက်တတ်တဲ့နှစ်ဖြစ်တတ်တဲ့အတွက်တော့ဗုဒ္ဓဘူယာဟူသာသမီးတွေအကြံအားဖြင့်ခြုံငုံပြီးတော့တုံတက်ရရင်ဘာကိုလုပ်လို့အစမှာတော့ နည်းနည်းလေးဇွဲရှိဖို့လိုတယ်ဇွဲမရှိဘဲနဲ့ဟိုဟိုဖင်မမြဲဒီဘေးဖင်မမြဲဟိုနားဆက်ဆက်ဒီနားဆက်ဆက်ဆိုတဲ့မိတ်ဆွေဘုရားတို့ရောက်သားသမီးတွေကတတိထားစင်ကျင်တဲ့တော့နှစ်ဖြစ်ပါတယ်ဒါအပြင်လူယုံမလွယ်ပါနဲ့ မိသားစုကိစ္စအဖွဲ့အစည်းအသင်းဖွဲ့ကိစ္စကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာဥစ္စာမလုပ်ပါနဲ့ကိုယ့်ရဲ့လုပ်ငန်းတွေကိုရှေ့သို့ဆောင်ရအောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိမဲ့နှစ်ဖြစ်တယ်လို့ဆရာကအကြအပြင်သုံးသပ်ရမယ်။လူငယ်တွေရဲ့ရှင်ရင်းမှာချစ်သူကြီးကြရရှိစေနိုင်ပါတယ်။ကျမ်းမာရင်းနဲ့ပတ်သက်လာရင်လူပြူစားတာမျိုးတွေကယူဆိုင်ပါနှလုံးနဲ့ပတ်သက်တာမျိုးတွေအားနေပါလေ။ရွှေဝင်မတော်ပါဘူး၊လူဝင်မတော်ပါဘူး။အမှုကိစ္စအမွေကိစ္စတွေကိုကိုယ်ကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့လိုက်လံမပြုတ်မှုတင်ပါဘူး။အဋိဋ္ဌံပြုလို့တဲ့ဗုဒ္ဓဖူးရာဟုသာသမိမိတ်ဆွေများအနေနဲ့ အဋ္ဌံပြုလို့တပါဆိုရင်24ပဋ္ဌာန်းအရှိကိုเนาะအကျေကိုနေစဉ်ရွတ်ဖတ်ပူဇော်ခြင်းအဖြစ်ဖြစ်စေမိ쇠တို့အဋ္ဌံပြုခြင်းအဖြစ်မိ쇠တို့ရဲ့လူမှုရေးကျမ်းမာရေးစီးပွားရေးတွေဟာကံကောင်းမှုတွေရရှိလာမယ်ဆိုတဲ့အကြောင်းနဲ့ မေတ္တာထားနိုင်စွမ်းရှိသောပုဂ္ဂိုလ်တွေဖြစ်အောင်ကြိုးစားပါလို့ဆရာကပြောရင်းနဲ့ဘာလို့ဖြစ်ဖြစ်အလောင်းကစားနဲ့ပတ်သက်တာတွေလုံးဝသတိထားသင့်သောနှစ်ဖြစ်ပါလေလူယုံမလွယ်ပါနဲ့အလောင်းကစားနဲ့ပတ်သက်တာတွေသေရင်မြေကြီးရှင်ရွှေကြီးဆိုတာမျိုးတွေမလုပ်ပါနဲ့ဒါလေးတစ်ခုကိုထပ်လောင်းပြောကြားလိုပါတယ်ခင်ဗျဒါကြောင့်အစမှာဘလောက်ခက်ခဲကဲဇွဲကလေးတာစိုက်ပါအပြိုင်ဆိုင်တိုက်ခိုက်ပြီးကြားတဲ့ကကံကောင်းတဲ့ဘက်ကိုရောက်ရှိလာမှအသေးချာပဲဖြစ်တယ်လို့တီကန်ဆန်းမှုလိုအပ်ကြောင်းတတိပေးထပ်လောင်းပြောကြရင်းနဲ့ Jazabri kata mirip dua saya.